ဒုက္ခဘုံကြီးထဲမှာနေပြီးတော့ဒုက္ခကိုမတွေ့ကျင်ဘူးဆိုလို့မဖြစ်နိုင်ဘူးဟုတ်လားဘုံဘုံတို့တွေကဘယ်ထဲမှာနေတာတော့ဒုက္ခဘုံထဲမှာနေတာဒုက္ခဘုံထဲမှာနေတာမဟုတ်ဘူးအဲ့ဒါဒုက္ခဘုံထဲနေတဲ့လူဟာဒုက္ခကိုတွေ့ကိုတွေ့မှာပဲအဲ့ဒါဒုက္ခမတွေ့ပြရစီနေလို့ရှုမတောင်းနေအဲ့ဒါဘယ်တော့မှမပြည့်ဘူးလို့မှတ်ထားလိုက်ပြည့်နိုင်တဲ့ဆိုတော့မဟုတ်ဘူးသို့တော့ဒီဘွားထဲမှာနေမယ်ဟဲ့ဆိုရင်တော့ဒီခန္ဓာကိုယ်ကြီးကဥဒတဲ့ခန္ဓာကိုယ်ကြီးဥမှာ ဟုတ်လားနာရတဲ့ခန္ဓာကိုယ်ကြီးနာမှာသူကခိုင်ခိုင်မာမာတိရှောက်ထားတာမဟုတ်ပြင်ဘက်ကနင်းနေလောက်အတိုက်ခိုက်လေးရှိတာနဲ့ပြောရရင်သူကပြော့တယ်ပေါ့နော်နင်းနေမှအထီးမခံတဲ့အပေါ့ပဲဒါကြောင့်မြတ်စွာဘုရားကုံဘူးပမှန်ညီအိုးနဲ့တူခွက်နေနေကွဲတော်နေဟုတ်လားဒါသူ့ရဲ့သဘာဝပဲလေသူ့ကိုနားလဲထားဖို့လိုတယ်ပြီးရင်ဒီနေ့ဘာဖြစ်သွားမလဲပျက်စီးသွားမှတေးသွားမှရာထဘွေတာတွေပေါင်းတဲ့ဆက်ဆံတာတွေခုန်ထားခဲ့ အရွယ်ရှိရှိမရှိရှိကြည်ကြည်ငယ်ငယ်မရွေးဘူးအချိန်ကြရင်ဟောဟာတာပဲအကြောင်းကုန်တဲ့ဒီနေ့ရရတာပဲဘာမှမျက်နှာထောက်ထားတယ်ဆိုတာမရှိဘူးအဲ့တော့ပြောရင်တာကဒီထဲမှာနေနေတယ်ဘဝဖြစ်နေတယ်ဆိုလို့ရှိရင်ဘဝနဲ့ပတ်သက်တဲ့ဒုက္ခတွေကိုဘုံဘုံတို့တွေကရှောင်လို့မရဘူးအဲ့တော့ဒီဒုက္ခတွေကိုဘုံဘုံတို့ကမတွေ့ကျင်မှုဖြစ်ဆိုရင်အကောင်းဆုံးဒီလန်းရပါတယ်ဒီဒုက္ခတွေရဲ့တရားဖြစ်တဲ့တနည်းပြောရင်ဒုက္ခဖြစ်နေတဲ့ဒီဘဝကိုပဲမဖြစ်အောင်ခြုံငင်းအောင်လုပ်နိုင်ဖို့ဆိုတယ် အဲ့ဒီထိရောက်အောင်တွေးရသဘောပေါက်လားအကောင်းဆုံးအမြင်ဆိုတာအဲ့ဒါကိုပြောတာနော်ဒုက္ခတွေ့လာပြီးဩော်ဒါကြီးကဒုက္ခပါလားဒီဒုက္ခချွတ်အောင်ငါလုံးမရှိရဆိုတဲ့စိတ်ကူးမျိုးထိပွားဖို့လိုနေတာဟုတ်လားခနာကိုကြီးဖောက်ပြန်လာပြီးဟိဒုက္ခဖြစ်လာပြီးဟိဆိုရင်ဘာလုပ်ဖို့ကြိုးစားစိတ်ကူးဖို့ကြိုးစားတာပေါ့မလုပ်ရဘူးဆိုတာတော့မဟုတ်ဘူးပေါ့နင်ကျမ်းမာရေးကောင်းတော့ကုရမောမကုရဘူးလို့ဆိုတာပေါ့ဒါပေမဲ့ဘုန်းကြီးတော့ဘယ်ထိသွားတဲ့တော့ဘာလို့မကျမ်းမာမှာဖြစ်တော့ မကျမ်းမာတတ်တဲ့ခန္ဓာကိုယ်ကြီးရထားလို့မကျမ်းမာမှာဖြစ်တာဒါမှခက်တာအကျုပ်တို့ဟာဒီမကအရာတွေကိုပဲအပြစ်အနေနဲ့မြင်တတ်ကြတာဒီခန္ဓာကိုယ်ကြီးကိုကြတော့အပြစ်မမြင်ဒုက္ခပေးတဲ့အရာတွေကိုပဲဒုက္ခရဲ့အကြောင်းတရားလို့မြင်တာဒုက္ခဖြစ်တဲ့ဒုက္ခပေးလို့ရတဲ့ဒီခန္ဓာကိုယ်ကြီးကိုကြတော့ဒုက္ခရဲ့အကြောင်းတရားလို့မမြင်ဘူးဟုတ်တယ်မဟုတ်လားတကယ်တမ်းကဒီခန္ဓာကိုယ်ကြီးရှိနေတယ်မြတ်ဖြစ်နေတယ်မြတ်နောက်ဘဝတွေလည်းဆက်ပြီးတော့ဖြစ်နေတယ်မြတ် ယောဂဆိုတာဘာလို့တွေ့မှာပဲဒီယောဂနဲ့မတွေ့ရင်ဟိုယောဂတွေ့မှာပဲနားမှာပဲလေသူကပြီးရင်ဘာလို့ရမှာလဲတရားမှာပဲရှောင်းလို့ရမလားမရရွာမနေနေတော့မနေနေဆင်းရဲခြင်းချမ်းသာခြင်းဆိုတာတွေ့ရလိမ့်မယ်တဲ့ဆိုလိုတာကဘယ်နာသွားနေနေချမ်းသာခြင်းဆင်းရဲခြင်းဆိုတာရှောင်းလို့မရဘူးတွေ့ရလိမ့်မယ်အဲ့လိုချမ်းသာခြင်းဆင်းရဲခြင်းနဲ့တွေ့လာပြီဆိုရင်ဒါဘု து ကြောင့် ါသူ့ကြောင့်ဒါငါကြောင့်လို့အစွဲမထားနဲ့ဒီခန္ဓာကိုယ်ကြီးရှိနေလို့ဖြစ်နေလို့ဒီချမ်းသာခြင်းဆင်းရဲခြင်းတွေဆိုတာတွေ့နေရတာအကယ်၍ဒီခန္ဓာကိုယ်ကြီးသာဖြစ်မနေဘူးရှိမနေဘူးဆိုရင်ချမ်းသာခြင်းဆင်းရဲခြင်းတွေဟာဘာကိုအကြောင်းပြုပြီးတော့တွေ့မှာလဲမြင်တတ်ဖို့လိုရနော်ဒီဥစ္စာဟုတ်လားဘုမလို့အဲ့ဒီမြင်သလားမမြင်ဘူးအဆင်မပြေဘူးဆိုရင်အဲ့ဒီအဆင်မပြေတာကိုပဲနော် ိုင်းရိုက်ရှင်းဖို့ကြိုးစားတာပေါ့နော်အဆင်မပြေခြင်းကိုအမြဲတမ်းဒိုင်းလက်လက်ခံပြီးတော့နော်အဆင်မပြေတာကိုအမြဲတမ်းတော့တွေ့ကြုံနေရတဲ့ဒီခန္ဓာကိုယ်ကြီးကိုကြတော့အပြစ်မြင်ရကောင်းမှတွေးမိသလားဒါကြီးကွာစဒုက္ခဖြစ်နေတာရှောင်လို့မရဘူးဒီဒုက္ခရှောင်နိုင်ဟိုဒုက္ခနဲ့တွေ့အဲ့ကိုယ့်အကိုစိတ်လေးတွေးကြည့်ခုဘုံဘုံပြောတဲ့စကားတေချာတွေးကြည့်နော်ဟုတ်လားလက်တည်းတည်းအခါကိုဘာလို့ဖို့လို့လို့မြင်တတ်ဖို့လို့လေဒီခန္ဓာကိုယ်ကြီးကဒုက္ခအလုံးရဲ့ တီယာကြီးပဲမိယာကြီးပဲဒေသနာခုမှာဆင်မြတ်စွာဘုရားဘလို့ဟောတော့နော်စစ်သားတွေဟိုအပြစ်လက်ကျင့်တဲ့ဒိုင်ခွက်ဆိုတာရှိတယ်အရှင်တော်ကတော့မြားပြစ်လက်ကျင့်တဲ့ဓားပေါက်လက်ကျင့်တဲ့ဘယ်ကပြစ်လိုက်တဲ့မြားပြစ်ပြစ်ဓားပြစ်ပြစ်ပါတော့သူ့သွားဆိုင်တယ်လူတကားအဲ့ဒါကိုပဲဥတီပြီးပါလို့နေတော့ပြစ်နေတယ်ဒီခန္ဓာကိုယ်ကြီးဆိုတာအဲ့ဒါနဲ့တူတယ်လို့အဲ့လိုဟောတာဇာတုတုမကောင်းမှုတွေလည်းခံမယ်မတည့်တာစားမိတယ်ဆိုရင်လည်းခံမယ်မကောင်းတဲ့မိတ်ဆွေအပေါင်းတင်နှိမ့်ဆက်တယ်ဆိုရင်လည်း ခံမယ်နော်မခံနိုင်ပြည့်မပြည့်နိုင်ခံဝေထုံးဆန်ရှင်တယ်မပြည့်မချင်းဘုံဘုံတို့ခံရမှာမသေးမချင်းခံရမှာမခံနိုင်တဲ့တနေ့ဘာဖြစ်သွားမှာလဲပြတ်သွားမှာနော်အဲ့မန်လေးဆိုကြီးရဲ့စကားမခံနိုင်ရင်ပြည့်မပြည့်နိုင်ရင်လည်းခံမပြည့်နိုင်ရင်ခံနေပဲမခံနိုင်တော့ဘူးဟဲ့ဆိုရင်ပြတ်တယ်အဲဝတ္တရားရဲ့ထုံးစံမြင်အောင်ကြည့်ရမ